အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေနိုဝင်ဘာလ10ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လောင်လုံးမြို့ကြံဖို့ပါတီရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုစစ်တပ်ကလာရောက်မိငိမ့်ခြင်းမရှိပြီးတယုံလုံးပြကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္လာရီတိုင်းလောင်လုံးမြို့ကြံဖို့ရုံတွင်ပောက်ကွဲမှုဖြစ်ပွားပြီးမိလာမှုဖြစ်ပွားခဲ့ကအကြံဖက်စစ်တပ်ကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ် ရှင်နှစ်နိုဝင်ဘာလ၈ရက်နေ့နနက်9နာရီခန့်တွင်လောင်လုံးမြို့ကြံ့ဖို့ပါတီရုံးတွင်ပေါက်ကွဲတံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလာမှုဖြစ်ပွားခဲ့ကြောင်းထို့သောမိလာမှုဖြစ်ပွားခဲ့တော့လေလောင်လုံးရဲ့စကန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်မိငိမ့်ခြင်းမရှိသောကြောင်းတရုံလုံးပြကြသွားကြောင်းသိရပါသည်ထို့ကြံ့ဖို့ပါတီရုံးပေါက်ကွဲမှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင်းထိခိုက်မှုမရှိကြောင်းသိရပါသည် လက်ရှိချိန်တွင်လောင်လုံးမြို့ရဲစခန်းမှအကြံဖက်စစ်သားများသည့်အင်အားလုံးရင်ဖြစ်ထွက်လာပြီးဂျမ်ဖိုယုံအနီးနားတွင်လှည့်လည်သွားလာနေကဓားပုံရိုက်ချင်းများလှုပ်ဆောင်နေကြောင်းသိရပါသည်။မနက်ကပောက်ကွဲတံနှစ်ချက်ကြားလိုက်ရပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့လိုက်ရသည်။ဒေါက်တာဂျာတော့လိုက်မေးကြည့်တော့ဂျမ်ဖိုယုံမှပောက်ကွဲပြီးမီးလောင်လာလို့သိရတယ်။စစ်ခွဲတွေရဲစခန်းထဲမှာရှိတာပဲအဲ့ဒါကိုထွက်လာပြီးမီးမငိမ့်ဘူး။ တို့ဘာသာဖောက်ခွဲပြီးပြန်လုတာလာတော့မသိဘူးတရုံလုံးပြကြသွားပြီးမှရဲစခန်းထဲကထွက်လာပြီးဓားပုံရိုက်တာတွေလုံနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ကျမရဲ့တင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်